ကွယ်လွန်သွားတဲ့ပုံကိုယ်တွေကိုအများရအောင်ဘယ်လိုများပေးဝေရမလဲဆိုတော့ဒီလိုမင်းမျိုးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးလက်ထက်ကဇာလူတော်နိအမိရတဲ့ပုံသားကြီးတယောက်ကမြတ်စွာဘုရားကိုမေ့လျှောက်ခူးတယ်ကိုယ်လွန်သွားတဲ့ပုံကိုယ်တွေကိုအများရအောင်ဘယ်လိုများပေးဝေရမလဲဆိုတော့ ဒီလိုမင်းမျိုးကိုမြတ်စွာဘုရားရှင်ကိုရောင်မြကြီးလက်ထက်ကဇာနုတော်နိအမိရတဲ့ပုံသားကြီးတယောက်ကမြတ်စွာဘုရားကိုမေ့လျှောက်ခုတယ်။သူ့ရဲ့ဖိုးဘွားတွေကိုဘလူတန်းနဲ့ပြုလုပ်ပြီးတော့အများပေးဝင်ကြားနိုင်ပါသလားဆိုပြီးတော့သူအကျေပြည့်ခြင်းလို့မေ့လျှောက်တော့မြတ်စွာဘုရားကရနိုင်တဲ့ဘုံဘွားလည်းရှိတယ်မရနိုင်တဲ့ဘုံဘွားလည်းရှိတယ်။မြတ်စွာဘုရားကဒီလိုမိန့်တော့ဇာနုတော်နိပုံသားကြီးကနားမလဲတော့အကျေထက်လျှောက်မြတ်စွာဘုရားကလည်းအကျေမိန့်တယ် လူမဂတိ၅မျိုးရှိတဲ့ထဲမှာတဲ့ဒေဝဂတိမနုဿဂတိတိရိသနာဂတိနိရိယဂတိပိတဂတိဆိုတဲ့အဲ့ဒီဂတိ၅မျိုးသိပြီးနောက်ပဲတမျိုးမျိုးရောက်ကြရတယ်အဲ့ဒီ၅မျိုးထဲမှာ၄မျိုးဖြစ်တဲ့ဒေဝမနုဿပိတအဲ့ဒေဝမနုဿနိရိယတိရိသနာဆိုတဲ့လူဖြစ်မဲ့နတ်ဖြစ်မဲ့ဘယဲကြမဲ့တိရိစ္ဆာန်ဖြစ်မဲ့ဆိုရင် အများပေးဝေလို့မရဘူးသူကလည်းတာတုခေါ်လို့မရဘူးအဲ့လိုမဟုတ်ဘဲနဲ့ပေတာဂတိခေါ်တဲ့ပိတ္တာဘုံဘွားရောက်မယ်ဆိုလို့ရှင်တော့အများပေးဝေလို့ရတယ်သူလည်းတာတုခေါ်လို့ရတယ်ကောင်းကျိုးချမ်းသာလည်းရရှိနိုင်တယ်အဲ့တော့ပေတာဂတိထဲမှာတော့မဟုတ်ဦးဇင်းတို့ပိတ္တာ၄မျိုးရှိတယ်ရှားတဲ့ပိတ္တာကဝိမာနိကပိတ္တာခေါ်တဲ့တနည်းအားဖြင့်ပြောရင်ဗရတ္တုပါဇီဝိကပိတ္တာခေါ်တဲ့သူတစ်ပါးရဲ့အမြတ်ကို စောက်စားပြီးတော့စားတော့ရတဲ့ဒီတိတ်တာမျိုးဖြစ်မှမရပေးဝင်လို့ရတာအဲ့တော့ဒါကတော့ပထမဆုံးသိသိထိုက်တဲ့အချက်ကလေးပေါ့နော်ခုနကပြောတဲ့ဂတိ၅မျိုးတည်းကပေတာဂတိဖြစ်မှအမြပေးဝင်လို့ရတယ်အကယ်၍ပေတာဂတိဖြစ်တယ်လူကိုကယူဆတယ်ဟိုမှန်းဆပြီးတော့သိရတယ်ဆိုလို့ရှိရင်အမြရအောင်ဘယ်လိုပေးဝင်ရမလဲဆိုတော့ဦးဇေနောပိရိကတ်တော်တွေပတ်စုလေးလာပြီးတော့ဖြေချရမယ်ဆိုလို့ရှိရင် အင်္ဂါ၅ချက်လိုတယ်ပေါ့တေတူကိုညီမှန်းပြီးတော့လှူဒန်းတဲ့ကုသိုလ်ကောင်းမှုမှာအင်္ဂါ၅ချက်လိုတယ်အဲ့ဒီအင်္ဂါ၅ချက်ပြည့်မယ်ဆိုလို့ရှင်ဒီတည်တဲ့သူတနည်းအားဖြင့်သိတာဘွားရောက်တဲ့ပုဂ္ဂိုလ်ဟာအများတန်းရနိုင်တယ်ပေါ့နံပါတ်၁အလူခံပုဂ္ဂိုလ်ရဲ့အင်္ဂါပြည့်စုံမှုတဲ့နော်ဒီလားပြည့်စုံတာကိုပြောတာအလူခံပုဂ္ဂိုလ်ကဒုတိယမဖြစ်ရဘူးတဲ့ဒီလားပြည့်စုံရမယ်အဲ့တော့သေချာတာတစ်ခုကတော့ပုဂ္ဂိုလ်ကိုမလူနဲ့ပေါ့တန်ဃာကိုပဲလူပေါ့တန်ဃာဆိုတာကမျက်မှောက်တန်ဃာဖြစ်ရှင်တော့ကိုယ်အိမ်မှာ ၄ပါး၄ပါးချက်ပင့်ပြီးတော့လှူပေါ့နော်။ဘာမို့တန်ခါကုံကိုရင်မှတ်ပြီးတော့လှူထမ်းနိုင်လည်းရတယ်။တန်ခါဆိုလို့ရှိရင်တော့ဒုတ်တိလမဖြစ်တော့ဘူးနော်။ဒုတ်တိလမဖြစ်တော့တဲ့အတွက်ကြောင့်ကိုဘက်ကအလှကပုဂ္ဂိုလ်ဘက်ကအင်္ဂါကတာပြည့်စုံသွားပြီ။နံပါတ်၁ပေါ့နော်။နံပါတ်၂ကအလှပေးပုဂ္ဂိုလ်ရဲ့စိတ်ထားတတ်မှုတဲ့။အလှပေးပုဂ္ဂိုလ်ကဘယ်လိုစိတ်ထားထားရမလဲဆိုလို့ရှိရင်ဒီကိုတည်တဲ့သူကိုရိမှန်းပြီးတော့လှူဒန်းတဲ့ကုသိုလ်ပဲလို့စိတ်ထဲမှာ ဒီလိုထားရမယ်တည်တဲ့သူကိုရကျင်တဲ့စိတ်ပေါ့စိတ်စေတနာပေါ့ဒါကအလူပေးပုဂ္ဂိုလ်ရဲ့စိတ်စေတနာနောက်နံပါတ်3ကအလူပေးတဲ့ပစ္စည်းတဲ့အလူပေးတဲ့ပစ္စည်းကဟိုပြည့်စုံမှုရှိနေရမယ်ပြည့်စုံမှုရှိနေရမယ်ဆိုတာကဦးဇင်းတို့ပိဋကတ်တော်ထဲမှာ၅မျိုးပြတယ်ပေါ့နော်စာရေးဝေရေးတွားရေးနေရေးပြီးတော့ ောက်ရေးပေါ့နော်အဲ့ဒီငါမျိုးပြည့်စုံရမယ်တဲ့အဲ့ဒီငါမျိုးပြည့်စုံမှသူကဟိုလူတယောက်သူတို့နေ့စဉ်စားတောက်နေတာပဲကြည်ပေါ့နော်သမင်းစားသလိုရေလဲတောက်တယ်ရေတောက်သလိုညောင်ညာဆန်းတယ်ညောင်ညာဆန်းဖို့ဟိုနေစရာလဲလိုတယ်ပြီးလို့ရှိရင်ဝတ်စရာလဲလိုတယ်နော်ပြီးလို့ရှိရင်သွားစရာလဲလိုတယ်ပေါ့ဒီငါမျိုးတော့အောက်ထစ်ဆုံးပါရမယ်ပေါ့နော်ဒါကဥစဉ်တို့အလှပေးတဲ့ပစ္စည်းဝတ္ထုရဲ့ပြည့်စုံမှုပေါ့နော်၃မျိုးရှိသွားပြီနော်နံပါတ်၄ကအဲ့ဒီခုနကပြောခဲ့တဲ့ထက်က၃ချက်ပေါ့ အဲ့ဒီသုံးချက်ပြည့်စုံရင် तू ကလှူလို့ရပြီလှူပြီးလို့ရှင်ရင်တဲ့နံပါတ်၄ချက်ကအဲ့ဒီလှူလိုက်တဲ့ကျန်ရည်သူပြည်သားသူကအမြပေးဝေမှုဆိုတဲ့နံပါတ်၄အင်္ဂါနဲ့လည်းပြည့်စုံရမယ်တဲ့နော်အမြပေးဝေရမယ်ပေါ့နံပါတ်၅ကြတော့အဲ့ဒီအမြပေးဝေတဲ့ဟာကိုလည်းတစ်ဖက်ကလူလူချင်းချင်းနဲ့ဓာတုခေါ်ရမယ်ဒီကားချက်နဲ့ပြည့်စုံရင်ကိုလွန်ကားတဲ့ပုံကူတွေကိုရည်မှန်းပြီးတော့လူတဲ့နဲ့ကုသိုလ်ဟာရရှိနိုင်တယ်ရောက်ရှိနိုင်တယ်တခဏတည်းကိုရောက်ရှိနိုင်တယ်လို့ဆိုတယ်เนาะ နောက်တစ်ခုကဒီမေကိုအောက်မှာဖြေထားတဲ့လူတွေပေါ့နော်တချို့ကလည်းအမိကိုမေးပြီးတော့တချို့ကလည်းအမိကိုခေါ်ပြီးတော့ပြပေးဝေပေါ့ဒါလည်းကောင်းပါတယ်နော်ဘာကြောင့်လဲဆိုတော့ဦးဇင်းတို့ဒီအမားမပေးဝေခင်ပေါ့နာမပေးဝေမပေးဝေခင်မှာဘာလုပ်ရမလဲဆိုတော့ကိုအမားပေးဝေခြင်းတဲ့ပုံကိုယ်တွေပေါ့နော်ရည်စိုးခြင်းတဲ့တူတောက်ပဲဖြစ်စေအဖွဲလိုက်ပဲဖြစ်စေအဆွေမျိုးတွေအားလုံးပဲဖြစ်စေနော်အဲ့ဒီပုံကိုယ်တွေရဲ့အမိနာမတွေကိုခေါ်ပြီးတော့ဟို မကြုံလို့ဘွားရောက်တယ်လို့ကိုကသိတယ်ဆိုရင်သူတို့ရှိလောက်ရအရက်မှာသွားပြီးတော့ခေါ်ထားပါတော့ဖိတ်ရထားပါအများတန်းပေးဝေးပါမယ်ဆိုပြီးတော့အဲဒီလို့ရှိရင်တော့အများတန်းပေးဝေးပါဘာလို့ခေါ်ထားခိုင်းတာတုံးဆိုတော့ဒီအများတန်းပေးဝေးတဲ့နေရာမှာသူတို့တကယ်ရရှိဖို့အတွက်ဆိုလို့ရှိရင်သူကကိုယ့်ဘက်ကပေးယုံနေမြောက်သူတို့ဘက်ကလည်းလူလူချင်းချင်းနဲ့လူချင်းနေမှာသူကရတာနော်တဆုဆိုလို့ရှိရင်တဲ့ကွယ်လွန်သွားတာ16နှစ်18နှစ်လောက်ရှိပြီဒါပေမဲ့ မကျွတ်မလွတ်ဘဝနဲ့နေနေရတယ်။အဲဒီ16နှစ်လောက်မြောက်တော့သူ့သားသမီးတွေကိုအိမ်မပေးတဲ့တကကြီးကကျွတ်ရှင်လွတ်ရှင်လို့ကုသပြုအများပေးဝေပါဘောနော်။အဲတော့သားသမီးတွေကလည်းကုသပြုပြီးတော့အများပေးဝေလိုက်တော့ဒါကျွတ်တော့လွတ်တော့တယ်ထင်ပါတယ်နော်။ပြောချင်တာကနမခေါ်ပြီးတော့ဒါကျွတ်တင်ပြီးတော့ဖိတ်ထားကောင်းပါတယ်။အဲဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေတာတကလေးကြည့်ကြည့်ရအောင်။ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကတာနာဝါဒီဆိုတဲ့မထေရဘာရှိတယ်။သူကတော့ယဟန်ပေါ့။ ူမှလည်းပဲအမေရဲ့ဖေရဲ့ပြသူရဲ့အကိုရဲ့ဆိုပြီးတော့လူပေါ်မှာကြံနေခဲ့တယ်ဗောနော်အဲ့ဒီပုဂ္ဂိုလ်၃ယောက်ဟာတောမှာနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ဘာရဲ့အသက်ကိုတတ်ဖြတ်ပြီးတော့သူကအတမုဝမ်းကြောင်းပြုလို့ရတယ်သူတို့ချင်းလိုရင်းပြောရင်နောက်ဆုံးသောဆလုံးဝင်လုံသွားကြတယ်ဗောနော်ဝင်လုံသွားကြတော့အကုသူနဲ့အတမွေးလာတာဆိုတော့ပိတ်တော်ဘွားကိုရောက်ကြတယ်ပိတ်တော်ဘွားကိုရောက်တော့ ဘာပိတာဖြစ်တာလဲဆိုတော့ခုနကပြောတဲ့ဝိမာနိကပိတာတနည်းအားဖြင့်ပြောပြရတတုပါဇီဝိကပိတာပေါ့နော်ဖြစ်တယ်အဲ့လိုဖြစ်တော့ဆဲဒုက္ခတွေမှာဓမ္မခံစားနေရတာပေါ့စားစရာမရှိတောက်စရာမရှိဝတ်စရာမရှိနေစရာမရှိပေါ့ခုနကသူတို့ရဲ့အမျိုးပေါ့နော်သူရဲ့ညီပေါ့ဖေမေနဲ့ပြောမယ်သူတို့ရဲ့တားပေါ့အဲ့ဒီခုနကတာနာဆိုတဲ့မထေကတာနာဝါဒီဆိုတဲ့မထေကဆုံးမကြွားတဲ့အချိန်မှာဘွားကနေဆိုရင်အဲ့ဒီတော်ထဲမှာ ကိုထင်ပြကိုထင်ပြတော့ရုပ်တွေကလည်းညှို့နှွမ်းပြီးဝတ်ဆရာလည်းမရှိဘလို့ကိုထင်ပြရလဲဆိုသူ့ရဲ့အကိုပေါ့သူ့နောင်တော်ဖြစ်တဲ့သူပေါ့ရှင်ပြားတပီတော့ကဲပေါင်းစားပြမရှိတောက်ဆရာမရှိဝတ်ဆရာမရှိနေပြမရှိတတော်ဆင်းရဲဒုက္ခရောက်နေပါတယ်ဆိုပြီးတော့ရှောက်တယ်တဲ့ရှောက်တော့အထေကကောင်းပြီဆိုပြီးတော့ဒီကုသိုလ်ပြုလုပ်ပေးပါမယ်ဆိုပြီးတော့ပြောပြီးတော့ကျောင်းကိုပြန်လာပြန်လာတော့အဲ့မှာသူစွမ်းခံရတဲ့စွမ်းနေရဲ့ပြီးတော့တခြားယဟန်တွေရတဲ့စွမ်းနေပေါ့နော်သူကယဟန်12ပါးနဲ့နေတာ ဒီဆန္ဒပါတော်ရဟန်းရဲ့ဆွမ်းဝယ်သူကစွန့်စွန့်ပြီးတော့ခုံနဲ့တေချာပြင်ပြင်ပြီးတော့အဲ့ဒီအဲ့ဒီရဟန်းသူနဲ့အတူနေတဲ့ရဟန်းဆန္ဒပါကိုပင့်ပြီးတော့ဒီမှာဒီဆောက်ခွဲပဲတွေဟာအတန်ကတော့ရှင်သူမြတ်တို့ပြဒီဆောက်ခွဲပဲတွေတပီတော့တပီတော့ရဲ့နေတော်ခမဲတော်နဲ့အောင်တော်တို့ကိုရည်စူးပြီးတော့လူတဲ့နဲ့ဆွမ်းနေဖြစ်ပါတယ်၃၀၀၃၀၀ဆိုပြီးတော့လူတယ်ပြီးလို့ရှိရင်ခုနကပြောတဲ့ကော်လိုနီစာရောက်ရှိသွားတဲ့ခမဲတော်နေတော်အောင်တော်တို့ကိုလည်းညာတက်ပေးပြီးပါတယ်လို့ပြောပြီးဟိုကလည်း ်စောင့်နေတဲ့အချိန်စင်တတာတို့ခေါ်တော့ဟိုစားကြရီခနာတင်းခနာချင်းရောက်သွားတယ်တဲ့စားကြရီကဘာအများကြီးပဲတဲ့စိုက်တာကဘာရွေးစားလို့ရတယ်အဲ့ဒါမပြီးသေးဘူးနောက်နေ့ကျတော့ဒီပိတ်တာကသူ့ရဲ့နောင်တော်ပိတ်တာကဟိုစားတော့တာဆိုတော့အရင်လိုတော့နှိုးနှိုးနဲ့မဟုတ်တော့ဘူးပြပြဝဝဆဆူပြပြပေါ့တိုးပေမဲ့လည်းဝိပလာတွေနဲ့ဖြစ်နေအဲ့တော့သူကဆက်လျှောက်တယ်တဲ့အဲ့ဒီပိတ်တာအကူကတတိယတော့စားကြတော့ဆရာတော့ပြေဆုံးပါပြီဝိဆရာမရှိသေးဘူး အဲ့လိုပြောတော့အခုနကအတိုင်းပဲပေါ့ကြောင်းပြန်ရောက်လာတယ်ကြောင်းပြန်ရောက်လာရင်သူဘာလုပ်လဲဆိုတော့ဟိုအဲ့တုန်းကအခုလိုသင်ကန်းတွေမပေါ်သေးတော့အမိုက်ပုံတွေဘာတွေမှာသွားပြီးတော့ဒီဝိစာတွေကောက်ကောက်ပြီးတော့ရှော့ဖုတ်ပြီးတော့အခန်းကားကပေါအောင်သင်ကန်းဖြောင်းချုပ်ပေါ့နော်ချုပ်ပြီးတော့အတိုင်းကဌာနဖြစ်လှူတယ်ညာတန်းပေးဝေတယ်ဝိဒ္ဒနာတွေရတယ်ဝိဒ္ဒနာရတယ်စားကြလည်းပြည့်စုံပြီဆိုတော့နေစရာမရှိသေးဘူးတဲ့နေစရာမရှိခုနကလိုပဲရှေးတိုင်းပဲပေါ့အဲ့လိုပဲလာလျှောက်လာလျှောက်တော့ဒီယဟန်ကလည်း လက်ခံပြီးတော့အကြောင်းသေးသေးလေးပေါ့ဆောက်ဆောက်ပြီးတော့တန်ဃာတော်တွေကိုလူတန်းပါတယ်တန်ဃိကဒါနဖြစ်နေလှူတယ်လှူပြီးတော့အခုကလူအများဝေတယ်ပေါ့နေရာတွေရတယ်ပေါ့အဲ့ဒါနောက်ပြီးတော့တောက်ဆရာတောက်ရီနော်ဒီရှေ့အတိုင်းပဲပြီးလို့ရှိရင်တော့စီးစရာရင်စီးစရာရင်ကြတော့ဘာလှူတာလဲဆိုတော့ဖက်နဲ့လှူတာဟာတယ်နော်အခုကပြောခဲ့တဲ့ဒီလှူတဲ့ပစ္စည်းဝတ္ထုထဲမှာပါရမယ်ဆိုတဲ့ဟာလေးတွေပေါ့အဲ့တော့ပြောချင်တာကအချက်အချင်းပြောမယ်ဆိုလို့ရှိရင်တည်တဲ့သူတွေကိုယူမှန်းပြီးတော့လူတဲ့ကုသို့ အဲ့ဒီကုသိုလ်ကိုတည်တဲ့သူတွေအများရောက်အောင်လို့ဘယ်လိုလုပ်ရမလဲဆိုရင်ခုနကပြောတဲ့အင်္ဂါ၅ချက်ပြည့်စုံပါလေအဲပြီးလို့ရှိရင်ကြိုတင်ဖိတ်တာတွေပြုလုပ်နိုင်ပါတယ်ပြီးလို့ရှိရင်တည်တည်ချာချာမျှပေးဝေပါအဲဆိုတစ်ချက်ကတော့ကိုယ့်ဘက်ကဒီလိုလုပ်ပေမဲ့သူတို့ဘက်ကကိုယ့်အမျှကိုလူလားနေတဲ့အချိန်မဟုတ်ဘူးဆိုလို့ရှိရင်လည်းမရနိုင်တယ်လို့သူတို့တွေမသိတဲ့တခြားပုံထာနာတနေရာရောက်နေမှဆိုရင်လည်းမရနိုင်ဘူးနော်ဒါကတော့ဦးဇင်းတို့ပြန်မျှပေါ့ဒီပုံရအဖြစ်ပေါ့အဲလုံးဝမရနိုင်တဲ့တိတိကျကျကတော့ခုနကပြောတဲ့ဂတိ၅မျိုးထဲမှာ ဒေဝဂတိနိရိယဂတိမနုဿဂတိသိစ္ဆာနာဂတိဆိုတဲ့အဲ့ဒီဂတိ၄မျိုးကိုရောက်နေမှဆိုရင်တော့လုံးဝမရနိုင်ဘူးပေတဂတိကိုရောက်နေမှဆိုရင်တော့ရနိုင်ပါတယ်